ီဗီဒီယိုလေးထဲမှာတော့ folding playlist ထဲဝင်ရောက်လည်လာသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဓာတ်တော်ထာပနာထားတဲ့အစာအုပ်ပုံစံကိုစံတော်ပုံစံယူရပြီးတည်ဆောက်ထားရလို့လည်းသိရပါတယ်ဘဟုတုတအနေနဲ့မှတ်သားမိထားတာလေးပြန်လည်မျှဝေပေးတာပါခင်ဗျာထာပနာထားတဲ့အစာအုပ်ခန်းမှာလည်းဝင်လိုက်တာနဲ့ခန်းနာလှပတဲ့ဘိတုကလက်ရာတွေရာသွေးမှတ်တမ်းတွေကိုနေရာနေမှာပုံဖော်ထားတာကိုရင်သက်ရှုမော်ပဲတွေ့မြင်ရမှာပါခန်းမဆောင်လေဘက်မှာတော့လျှောင်းတော်မူရုပ်ပွားတော်တစုကိုဖူးတွေ့ရမှာပဲဖြစ်ပါတယ် ်ခမ်းမထဲမှာအင်ဂျင်ပင်နှစ်ပင်ကိုတွေ့ရလို့လ ీల ကြည့်တော့မြက်စွာဖျားရှင်ဖွားတော်မူခဲ့တဲ့အင်ဂျင်ပင်နဲ့ပရိနိဗ္ဗာန်ဆန်တော်မူခဲ့တဲ့အင်ဂျင်ပင်ကိုရည်ရွယ်ပြီးပူဇော်ထားလို့သိရပါတယ်အခုမြင်တွေ့ရတဲ့အတိုင်းခန်းသားထဲဝါပြီးရင်သက်ရှူမောစရာကောင်းတဲ့ခမ်းမဆောင်ကြီးတွေကိုကျွန်တော်နဲ့အတူတူလ ీల ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာမြတ်စွာဘုရားရှင်ရဲ့ဥက္ကောင့်ခွန်တတ်တော်ကိုဖူးမြော်နိုင်မှုအတွက်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။